ဘောကတ် qualification ပွဲစဉ်တွေအရှင်ပြိုင်ကစားဖို့ကြံရှိနေပါသေးတယ်ဒီနေ့မှလည်းပွဲစဉ်ပွဲကောင်းတွေအများကြီးရှိပါတယ်ဆိုတော့အာကျွန်တော် free ပွဲစဉ်လေးနှစ်ပွဲကိုရွေးချယ်ပြီးတော့ကျွန်တော်ခံမှန်းသုံးသပ်ပေးခြင်းပါတယ် okay ဆိုတော့ကျွန်တော်ပထမအဆုံးခံမှန်းပေးခြင်းတဲ့ပွဲစဉ်ကတော့မြောက်အိုင်ယာလန်အသင်းနဲ့ဂျာမနီအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒါမြောက်အိုင်ယာလန်အသင်းရဲ့အင်ကွင်းမှာရှင်ပြိုင်ကစားသွားကြမယ့်ပွဲစဉ်ပဲဖြစ်ပါတယ်ဆိုတော့ပထမအကြိုကမြောက်အိုင်ယာလန်အသင်းကိုဂျာမနီအသင်းကဂျာမနီအသင်းရဲ့အိမ်ခွေးမှာဒါ3-1ဆိုရဲရလတ်မြူးနဲ့အနိုင်ရရှိခဲ့တယ် ပြီးတော့ဒီနှစ်သင်းကြားမှာဒါလူစင်းအရာ Go Warring King အရာရောတော်တော်လေးကွာပါတယ်မြောက်အရာလန်ကတော့ဒါကဘာစင်တတ်မှတ်ချက်82မှာရှိပြီးတော့ဒါဂျာမနီတင်းကတော့ကဘာစင်တတ်မှတ်ချက်72မှာရှိတယ်လူစင်းကလည်းကျွန်တော်ရှေ့ရပြောလို့ကွာချက်ကြီးမားပါတယ်တူချင်း individual player တွေ high profile ဇာတ်သမားတွေကတော့ဂျာမနီမှာ အာတသိန်းလုံးနှီးပါလို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့အစင်လာအရကျွန်တော်တို့ head to head အရာကြည့်မယ်ဆိုလို့ရှိရင်လေဂျာမနီအသင်းဒီနော်အိုင်ယာလန်အသင်းနဲ့တွေ့တိုင်းကိုဒါအပြတ်အသတ်နိုင်ပွဲတွေရရှိထားတာမျိုးရှိတယ်ဆိုတော့လက်ရှိကျွန်တော်တို့အမှတ်ပေးစရာကိုကြည့်အောင်ဆိုတော့အမှတ်ပေးစရာမှာဆိုလို့ရှိရင်တော့ဒီအုပ်စုတွင်မှာစိတ်ဝင်စားဖို့ကောင်းတာက တရိုက်ခြေစစ်ပွဲအောင်မြင်မဲ့အသင်းကလည်းကျွန်တော်တို့ကခံမှန်းလို့မရသေးဘူးပေါ့နော်ပြီးတော့ playoff တနေရာစာအတွက်ကလည်းဒါရမှတ်တွေကတူနေတာမျိုးရှိတယ်ဆိုတော့လက်ရှိကျွန်တော်အုပ်စုတွင်မှာဆိုလို့ရှိရင်တော့ဒါဂျာမနီကရမှတ်6မှတ်မြောက်အိုင်ယာလန်အသင်းကလည်းရမှတ်6မှတ်ဆလိုဗက်ကီးယားအသင်းကလည်းရမှတ်6မှတ်နဲ့အတီးတီးဒါသုံးသင်းစလုံးကရမှတ်6မှတ်စီရရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်ရှေ့ရပြောလို့ပေါ့နော်ဒါခြေစစ်ပွဲအောင်မြင်မဲ့အသင်းတွေ playoff ကစားမယ့်အသင်းတွေအတွက်ကဒါရင်ခုန်စိတ်လှုပ်ရှားဖို့တော့ကောင်းနေတယ်ဆိုတော့လက်ကျန်ပွဲစဉ်ကလည်းကျွန်တော်တို့ဒါ၃ပွဲပဲရှင်ပြိုင်ကစားရမှာဖြစ်တဲ့အတွက်ကိုလုံးဝအမှားမခံတော့တဲ့ဒါပွဲစဉ်တွေကြီးပဲပေါ့နော်ဒီအုပ်စုထဲမှာဒါရှင်ပြိုင်ကစားရမယ့်အနေအထားမျိုးလေး okay ဆိုတော့ကျွန်တော်တို့ဒါ recent form အရာကြည့်အောင် recent form အရာကြည့်မယ်ဆိုရင်တော့မြောက်အိုင်ရန်လည်းအသင်းကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ Slovakia အသင်းကို2-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်။ Germany အသင်းကတော့ဒါ လူစင်ဘက်ကို 4G ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်။ Okay ဆိုတော့ကျွန်တော်လက်ရှိအာရှရဲ့အကျော်ပေးမှုခမန်းကြည့်အောင်လက်ရှိအာရှရဲ့အကျော်ပေးမှုအရတော့ဂျာမနီတင်းကအဝေးဝန်းဖြစ်ပေမဲ့လည်းအတင်းကြီးဆိုတဲ့အနေထားမှာဒါ1-90လောက်အကျော်ပေးလာတယ်။ကိုပေါင်းကြည့်အရဆိုလို့ရှိရင်တော့ဒါ 3+10 ဆိုတာမျိုးလေးအကျော်ပေးလာတယ်။ Okay ဆိုတော့တစ်ချက်ကြည့်ရအောင်ပေါ့နော်ကျွန်တော်အစင်လာအရရောဒါလူစင်းအရရောလက်ရှိ current phone တွေအရရောဂျာမနီတင်းကတော်တော်လေးအပြတ်အသတ်တာပါတယ် မြောက်အိုင်ယာလန်အသင်းဖြစ်နေသည့်တိုင်အောင်ပေါ့နော်လက်ရှိအကျော်ပေးမှုကတော့ကျွန်တော်စိတ်ထင်ကတော့အဲပြော့တယ်လို့တော့ကျွန်တော်ထင်တယ်တနည်းအားဖြင့်ဆိုတော့ဗျာဂျာမနီအသင်းကတကယ်လို့ခြေစစ်ပွဲစားတိုင်အောင်မြင်သွားခဲ့ပြီးရမှတ်မလို့တော့ဘူးဆိုလို့ရှိရင်တော့ဒီလိုအကျော်ပေးမှုမျိုးကတော့ကျွန်တော်တို့ဒါလက်ခံလို့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လက်ရှိမှာဂျာမနီအသင်းတွေလည်းရမှတ်6မှတ်မြောက်အိုင်ယာလန်အသင်းတွေလည်းရမှတ်6မှတ်ဆလိုဗကီးယားတွေလည်းရမှတ်6မှတ်ဆိုတဲ့တူညီနေတဲ့အနေအထားမှာဂျာမနီအသင်းအတွက်ကလည်းတိုင်ရိုက်ခြေစစ်ပွဲအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီပွဲကိုအနိုင်ရရှိအောင် ကစားရမယ့်ပွဲစဉ်ဆိုတော့ဒီထက်ပိုပြီးတော့ပြင်းရှားတဲ့အကြောပေးမှုလေအာပေးတင်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်။ဒါကြောင့်လဲပေါ့နော်ဒါဘူကီရီအနေနဲ့ဒီပွဲစဉ်ကတော့လှည့်ကွက်လေးအနှဲငယ်လုပ်ထားရလို့တော့ထင်တယ်ဗျ။ဥမာဂျာမနီအသင်းအသင်းနိုင်ပြီးတော့ပေါ့နော်ဒါကြေရှုံးသွားမလားဆိုတဲ့အနေအထားမျိုးလေးပေါ့နော်190ရှုံးဆိုတာကမတင်မကျမျိုးလေးပေါ့နော်တကယ်တမ်းဂျာမနီလူစင်းအနေနဲ့ တကယ်သာဂျာမနီအသင်းကိုပြတ်နိုင်ရရှိမယ်ဆိုလို့ရှိရင်တော့ဒါ 2+ ဆိုတဲ့အနေထားလောက်ကနေပြီးတော့စပေးသင့်တဲ့အနေထားမျိုးပေါ့နော်။နောက်အရာလန်လည်းအင်ဂွေကနေဂိုးရနိုင်ဖို့ရှိရလို့တော့ကျွန်တော်ထင်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဒါဘော်ရီယာအားပေးနေတာကတော့နောက်အရာလန်အသင်းကိုအားပေးနေတာမျိုးလေးတော့ရှိပါတယ်။ နောက်တော့ပွဲစဉ်ကတော့ Sweden နဲ့ Kosovo အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် Sweden အသင်းရဲ့အိမ်ခွေမှာရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်က Sweden အတွက်ကတော့လုံးဝဖောင်ဖြတ်ပြီးတော့ကစားမယ့်ပွဲစဉ်ဒီပွဲစဉ်ကိုသာ Sweden အနေနဲ့တရေကျခဲ့မယ်ဆိုလို့ရှိရင်တော့မှဒါနီးပြ Thompson အနေနဲ့ယာရုကထုတ်ပယ်ခံရနိုင်ကြီးရှိတယ်ပြီးတော့ Sweden အနေနဲ့ဒီပွဲစဉ်ကိုတရေကျခဲ့မယ်ဆိုလို့ရှိရင်တော့လုံးဝခြေစပွဲအောင်မြင်မှုတော့ရာခိုင်နှုန်းနည်းသွားပြီလို့ပြောရမှာလည်းဖြစ်ပါတယ်လက်ကျန်၃ပွဲပဲရှိတော့တယ်အဲ့ဒီ၃ပွဲစလုံးကို Sweden သည်အနိုင်ရရှိ မှဒါဒီ play off တနေရာစာအတော့ပေါ့နော်တေချာမဲ့အနေအထားမျိုးလေးလို့ပြောလို့ရတယ်ဆိုတော့ Sweden ရဲ့လက်ရှိ recent form တွေကလည်းတော်တော်လေးကိုစိုးပါတယ်ဒါကိုဆိုဘို ਨੇ ပထမအကြော့ဒါတွေးဆုံတော့ကလည်းကိုဆိုဘို2စီးနဲ့ရှုံးခဲ့တယ်နောက်ဆုံးရှင်းမဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်း Switzerland ကို2စီးနဲ့ရှုံးထားခဲ့တယ်နှစ်ပွဲစဉ်နိုင်ပွဲပျောက်ဆုံးထားတယ်နာမည်ကြီးတမင်းကဖြစ်နေတာပေါ့ဗျာ Sweden ကတကယ်ကိုကောင်းတဲ့ကစားသမားတွေပိုင်ဆိုင်ထားပေမဲ့ရလပိုင်းအဖင်ကတော့တော်တော်လေးစိုးပါနေတယ်တဖက်ကိုဆိုဘို ကိုဆိုဘွားတော့ရလပိုင်းကောင်းလာတယ်ဆွီဒင်ကလည်း2-0နဲ့အနိုင်ကန်ထားနိုင်တယ်လို့နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာလည်းဆလိုဗီးနီးယားအသင်းကိုဂိုးမရှိသေးရလထွက်ပေါ်အောင်ကစားထားနိုင်တယ် โอเคဆိုတော့ကျွန်တော်ရှေ့ရပြောလို့ Sweden အနေနဲ့ဒီပွဲစဉ်မှာအမားတစုံတရာလုံးလုံးမရတော့တဲ့ပွဲစဉ်လို့ပြောရမှာလည်းဖြစ်ပါတယ်နောက်တစ်ခုကတော့အင်္ဂွေပြိသက်တွေရဲ့ရှေ့မှာရှင်ပြိုင်ကစားရမယ့်အန်လီထားလက်ကျန်၃ပွဲမှာရမှတ်၃မှတ်စီအပြေဝ၉မှတ်ရယူမှသာဆွီဒင်အနေနဲ့မျှော်လင့်ချက်ရှိမယ့်အနေထားဆိုတော့လက်ရှိကျွန်တော်တို့အာရှရဲ့ကြောပေးမှုအရတော့ဆွီဒင်အနေနဲ့ကတော့1-80ဆိုတာမျိုးလေးအကျော်ပေးထားတယ်ကိုပေါင်းကြီးရလေဒါ 3+10 ဆိုတာမျိုးလေးအကျော်ပေးရတယ်ဒါက ရုတ်တရက်ကြည့်မယ်ဆိုရင်တော့1-80ကဆူရင်အိမ်ခွေးမှာနည်းနည်းလေးပြောတင်အောင်ရှိတယ်ဆိုပေမဲ့ပထမအကြောကကျွန်တော်တို့ကိုဆိုဘိုကိုရှုံးထားတဲ့အနေထားရဲ့ current form အရာကြည့်မယ်ဆိုလို့ရှိရင်တော့ဆူရင်ပေးတဲ့အကြောပေးမှုကဒါ fair ဖြစ်တဲ့အကြောပေးမှုလို့တော့ပြောလို့ရပါတယ်။ဆိုတော့ကျွန်တော်တို့ဒီပွဲစဉ်မှာလည်းတည်ကြလို့တော့မရတဲ့အနေထားနောက်တစ်ခုကတော့ပထမကြောကလည်းတူးစီးနဲ့ရှုံးထားတာဖြစ်တဲ့အတွက်ရဲ့ဒါအုပ်စုတွင်းမှာရမှတ်လိုအပ်ချက်လည်းရှိနေတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုဆူရင်နေနဲ့အိမ်ခွေးပြည်သက်တွေရှိမှစိတ်ကျဉ်းနှံ့မှုအရာရော မျောလင်းချက်အတွက်ကောပေါ့နော်ဒါကစားမဲ့အနေထားဆိုတော့ဒါ1 minus 80လောက်ရင်းပြီးဒါဆွီဒင်ကိုအားပေးတဲ့နဲ့ပွဲစဉ်လို့တော့ကျွန်တော်ထင်ပါတယ်ဆိုတော့ဆွီဒင်အနေနဲ့အမှားလုပ်လို့မရတဲ့ပွဲစဉ်မှာနိုင်ပွဲရရှိသွားမယ်လို့တော့ကျွန်တော်တို့ယုံကြည်နေပါတယ်ဆွီဒင်သင်းရောပဲဒီပွဲစဉ်မှာအားပေးချင်တာမျိုးရှိပါတယ်ဒါကတော့ကျွန်တော် free ပွဲစဉ်နှစ်ပွဲကိုရွေးချယ်ပေးခဲ့တာလေးဖြစ်ပါတယ်ကြာရှိနေတဲ့ပွဲစဉ်တွေကိုတော့ထုံးစံတိုင်းမှာမှာကလေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ကျေးဇူးအထူးပဲတရှိပါတယ်ခင်ဗျာ